င်္ဂလာပါပညာတတ်တယောက်ရဲ့အတန်ဖိုး valued and educated person ဆိုတဲ့ဆရာကျောင်းဝင်ရေးသားထားတဲ့အခုစာအုပ်လေးတွေကဇလန်းလေးအကြောင်းကိုပြောပြချင်ပါတယ်ဇလန်းလေးရဲ့အမိကသူလစ်တဲ့အသက်ဆက်ရှင်တန်ရေးလို့ပဲဘာသာပြန်ရမလားဇလန်းလေးက1940အကျော်တရုတ်ပြည်ပြည်တွင်းစစ်ကနေရင်ကျိမှုတော်လှန်ရေးအထိဆွဲခေါ်ထားပါတယ်ဇလန်းလေးကဇက်ကွက်တစ်ခုဟာအခုပေးထားတဲ့ ပညာတတ်တယောက်ရဲ့တန်ဖိုးဆိုတဲ့ခေါင်းစဉ်ကိုကြာကြာနာနာအတိတ်ပဲဖွင့်ပြနေတာမို့ဒီဇလန်လေးကိုရွေးလိုက်ရခြင်းဖြစ်ပါတယ်။ဇလန်လေးတွေကဇက်လိုက်ဖြစ်တဲ့တက်နီလူငယ်ခေါင်းဆောင်ကဝေဒနာခံစားနေရတဲ့သူဇနီးတွေအတွက်အယံစိတ်ပူနေပါတယ်။သူဇနီးတွေကမကြခင်မှာမိဖွားတော့မယ်။တဝူးဖြစ်နေတာမို့အသက်အန္တရာယ်ကလည်းရှိနိုင်တယ်။ခတ်နေတာကစိတ်ယုံမှာဆရာဝန်ဆိုးလို့တယောက်မှမရှိကြဘူး။ဖြစ်ပုံကဒီလိုပဲကျွန်တော်တို့မြန်မာပြည် လွတ်လပ်ရေးရယူကစားမှာဒုဗမာအစည်းအရုံးကြီးကကျွေးကျော်တန်းတွေဆောင်ပုတ်တွေလိုမျိုးသူတို့စီမှာလည်းရှိခဲ့ကြမယ်ထင်ပါတယ်တရုတ်ပြည်အဲ့ဒီချိန်ကလည်းတက်နီလူငယ်တွေကြမှာหนีလဲหนีရမယ်ခြုံလဲခြုံရမယ်ဆိုတော့ကျွေးကျော်တန်းတွေခစ်စားနေပါတယ်နောက်တော့တစ်ဖြည်းတစ်ဖြည်းနဲ့หนีရေးကအဓိကဖြစ်လာပါတယ်หนีရင်သူ့လိုလိုခြုံလာလိမ့်မယ်လို့ဆိုပါတယ်ပညာရေးဆိုတာအလကားပါဆိုပြီးယူဆနေပုံရပါတယ် အဲ့ဒါနဲ့ပဲဆရာဝန်အလုံးကိုလူဒန်းစားအတိမှန်လောက်ဆိုပြီးအလုတ်ကျန်းလှုပ်ခိုင်းလိုက်ကြတယ်စိတ်ပညာဆိုတာစက်ကူပါဆိုပြီးဘာမှမတတ်တဲ့တက်နေလူငယ်တွေကပဲစိတ်ယုံတစ်ခုလုံးကိုတာဝန်ယူလိုက်ကြတယ်ဒါကိုသူကိုယ်တိုင်ခေါင်းဆောင်ခဲ့တာမို့တက်နေလူငယ်ခေါင်းဆောင်ကကောင်းကောင်းသိနေတယ်အခုသူမိမအလှည့်ရောက်တော့မှပဲသူစိုးရင်ရကောင်းမှန်းသိတော့တယ်သူဘာလို့ရမလဲစဉ်းစားတယ်သူမိမကလည်းမွေးဖွားကဏ္ဍညံ့နာက ပြက်လာပြီ အခုဒီမှာအတာဝန်ယူနေကြတဲ့တက်နေလူငယ်တွေဆိုတာကလည်းစိတ်ပညာကိုနိုင်ငံတလုံးမှမတတ်တဲ့လူတွေဆိုတာသူကအတိဆုံးအဲ့ဒီချိန်မှာပဲတစုံတစ်ယောက်ကိုဖြတ်ခနဲ့တရိရလိုက်တယ်တရိရလိုက်တာနဲ့ချက်ချင်းလမ်းမော်ကိုပြေးထွက်သွားတယ်အဲ့ဒီအချိန်မှာဘေကျင်းမြို့ဆေးုံကတာဖွားမီးရက် ပါရဂူပါမောက်ခကြီးတယောက်ကသူတို့မြို့ကို ရောက်ရှိနေတယ်လို့ကြားတယ်အမှန်တကယ်တော့အဲ့ဒီပါမောက်ခကြီးကလည်း တက်နီလူငယ်တွေရဲ့အမိန်ပေးကွက်ကဲမှုအောက်မှာအလုတ်ကျန်းလုံနေရရှာသူတယောက်ပါလမ်းပေါ်ကိုသူရောက်လာတော့ပမောက်ခကြီးဟာနေပူကျဲကျဲထဲမှာငုတ်တုတ်ထိုင်နေတယ်ခေါင်းပေါ်မှာလည်းအုတ်ထုတ်ချွန်ကြီးနဲ့လက်ဘင်းမှာလည်းပိုစတာကြီးချိတ်ဆွဲထားတယ်အုတ်ထုတ်ပေါ်မှာရောပိုစတာပေါ်မှာပါလက်ရေးတော်တော်နဲ့အခုလိုရေးထားတယ်အရင်းရှင်လမ်းဖောက်သူပြန်လဲပြင်ဆင်ရေးသမားဒနာရှင်ပေါ့ဆာပညာသက်စသည်ဖြင့်ပေါ့ လက်နက်ကိုင်းတက်နေလူငယ်တွေကပမောက်ခါကြီးကိုဝိုင်းထားကြတယ်။ဒီအချိန်မှာပဲမိမဖွားနိုင်လို့ဒေါသဆူဝင်းနေတဲ့တက်နေလူငယ်ကောင်းဆောင်ကဘာကူမှစဉ်းစားမနေတော့ပဲနဲ့ပမောက်ခါကြီးစီကိုပြေးသွားတယ်။ရောက်တာနဲ့အုတ်တုချွန်ကြီးနဲ့ပိုစတာတွေကို ဆွဲဖြုတ်လွှင့်ပြလိုက်တယ်။တမားတော်ကြီးရဲ့လက်ကိုစောင့်ဆွဲပြီးတော့ဆေးရုံကိုတချိုးတည်းပြီးတော့တာပဲ။သူတို့ကောင်းဆောင်တို့ဘာမှမပြောရကြတဲ့တက်နေလူငယ်တွေဟာနောက်ကနေအားလုံးကြောင်းကြည့်နေကြတယ်။ ဘမောက်ခကြီးကတော့သူ့လက်ထဲမှာဒီတိုက်ပါသွားတာပေါ့ပြီးတော့သူကပြောတယ်ကျုံမိမကိုမွေးပေးပါအခုချက်ချင်းမွေးပေးပါဆိုပြီးဓမ္မတော်ကြီးကို ကိုင်းလုပ်ပြီးတဖွာဖွာအော်တယ်ထမင်းမစားရတာကြာပြီဖြစ်တဲ့ဓမ္မတော်ကြီးမှာအာနယ်ပြီးဘာမှပြန်မပြောချနိုင်ပါဘူးဟိုဝဲဟိုဝဲနဲ့မောနေပြီးဖုတ်လိုက်ဖုတ်လိုက်နဲ့အသက်ရှူနေရတယ်မျက်လုံးအပြူသားနဲ့တက်နေလူငယ်ကောင်းဆောင်ကိုကြည့်နေတယ်ဒီချိန်မှာပဲစိတ်အယမ်းလှရှားနေတဲ့တက်နေလူငယ်ကောင်းဆောင်ဟာ ဘာမောက်ခကြီးကိုကြည့်ပြီးတော့တဘောပေါက်သွားပြီးချက်ချင်းလက်မောက်ကိုပြည့်စွတ်သွားပြန်တယ်။မကြပါဘူးလက်ထဲမှာစားစရာတွေဖြစ်တဲ့မန်ထိုပေါက်စီတွေတပွေကြီးနဲ့ပြန်ရောက်လာတယ်။တမတော်ကြီးကိုထိုးကြွေးပြီးတော့អော်ပြောနေတယ်။စားစားမြန်မြန်စား။ဘယ်ပြောကောင်းမလဲ။တမတော်ကြီးကလည်းအားရပါးရစားတော့တာပေါ့။တစ်လုံးနှလုံးသုံးလုံး။မွေးကန်းကိုကြည့်လိုက်။ငမ်းမြစားနေတဲ့တမတော်ကြီးကိုကြည့်လိုက်နဲ့တက်နေလူငယ်ခမရမှာတော့ပြရာတွေခတ်နေတယ်။အဲ့ဒါလိုကြည့်နေမှာပဲတမတော်ကြီးကမျက်လုံးတွေပြုတ်ထွက်လာတယ် ပါဇက်ကလည်းစားပြီးသားပေါက်စီတွေအန်ထွက်လာတယ်။နောက်တော့ခေခနဲမြည်ပြီးတော့တစ်ချက်တည်းခေါင်းငိုက်ဆိုင်ကျသွားပါလေရော။အဲ့ဒီမှာပဲပညာတတ်သမားတော်ကြီးခမသူ့ရဲ့ရှေ့မှာပဲစဘိုးနဲ့ပြီးတော့ကွယ်လွန်သွားခဲ့ရရှာတယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူ့ဇနီးရဲ့အော်တန်ကိုကြားလိုက်ရတယ်။တက်နီလူငယ်ကောင်းဆောင်ဟာမွေးကမ်းတဲ့ကိုသရောတော်ပါပြေးဝင်သွားတယ်။သူ့ဇနီးကတော့အသက်မရှိတော့ဘူး။ဒါပေမဲ့မျက်လုံးကတော့ဖွင့်လျက် သူ့ကိုသူရှူတောင်းပန်နေတယ်လို့ငြင်းကြည့်နေတယ်။ကဲပေါင်းအကိုရဲ့ဆရာဝန်ခေါ်ပေးပါနော်ဆိုတဲ့ပုံစံလေးနဲ့ပေါ့။ကဲဒီနေရာမှာသာအခုကြည့်နေတဲ့မိစေကတက်နေလူငယ်ကောင်းဆောင်ရဲ့နေရာမှာသာရောက်ရှိမယ်ဆိုရင်ဘလောက်ကြေခွဲခံပြင်းလိုက်ရမလဲစဉ်းစားတာကြည့်ပေတော့ဗျာ။ဇလန်းလေးကတော့ဒီလောက်ပါပဲ။ဒီဇလန်းလေးကနေဘာတင်ကန်းစာယူမလဲဆိုလို့ရှိရင်တမတော်ကြီးလိုပညာတတ်တဲ့သူတယောက်ကိုအလေးပေးတန်ဖိုးမထားခဲ့ကြလို့နောက်ပိုင်းမှာ မဖြစ်တင်တာတွေဖြစ်မသေးတင်မဲ့တည်ခဲ့ရတဲ့ဇက်လိုက်ရဲ့ဇနီးလိုမဖြစ်ရအောင်ပညာတတ်တဲ့သူတွေကိုသူ့နေရာနဲ့သူသူ့ပိုင်းနဲ့သူထားပေးဖို့နေရာပေးကြဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုသင်ခန်းစာယူကြရင်းနဲ့ဒီမှာပဲညီကုန်းချုပ်လိုက်ပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်